ဘုဒ္ဓမေနာထောဗုဒ္ဓံတရဏံကေသာမိဗုဒ္ဓဗျာရှင်သည်ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဗျာရှင်အားကိုးကွယ်စည်းကပ်ပါ၏ဓမ္မောမေနာထောဓမ္မံတရဏံကေသာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်အားကိုးကွယ်စည်းကပ်ပါ၏တန်ကောမေနာထောတန်ကံတရဏံကေသာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏ တန်ဃာတော်မြတ်အားကိုးကွယ်စေတတ်ပါ၏လူဘဝမှာတက်ရှိစွာလောကရဏ၌အသက်ရှင်နေကြသောတတဝရတော်ဤဘဝသည်တေဒုက္ကတိဘဝကောင်းမြတ်သောဘဝနှင့်ဒုက္ကတိဘဝမကောင်းညှို့ညံ့သော အပေဘဝဟု၍အချင်းမြုံအားဖြင့်၄မျိုးရှိပေသည်ထိုနိုင်မျိုးတို့တွင်ဒုက္ကတိဘဝကောင်းမြတ်သောဘဝသည်လူဘဝနတ်ဘဝ မြမဘဝဟူ၍သုံးမျိုးရှိပေသည်ထိုသုံးမျိုးတို့တွင်လည်းလူဘဝသည်ကောင်းမှုကုသိုလ်များပြုလုပ်ကိုရာအကောင်းဆုံးဘဝဖြစ်ပေသည်အတိတ်ကဖြစ်ခဲ့သောလူဘဝပေါင်းများစွာတို့တွင်လည်းယခုအသက်ရှင်နေသောလူဘဝသည်မြတ်စွာဘုရားပွင့်တော်မူသောအခါသာသနာတော်နှင့်လည်းတွေ့ကြုံနေရပေသည်အဘယ်တကားပြည့်စုံနိုင်သောသူတော်ကောင်းတရားတို့ကိုလည်းနာကြားချစ်ကြံခွင့်ရနိုင်ကြပေသည် မိမိတို့မှာအယူကောင်းအယူမှန်လည်းရှိနေကြပေသည်တို့ဖြစ်၍အကောင်းဆုံးအသက်ရှင်နေသောလူဘဝဖြစ်ပေသည်ယခုအသက်ရှင်နေသောလူဘဝသည် နောင်ဖယ်သောအခါမှယုံညံ့သောအပေပုံဘဝများသို့ မရောက်သွားရအောင်ယခုလက်ရှိဘဝထဲမြင့်မြတ်ရာဘုံဘဝများသို့ရောက်သွားရအောင်ရှင်းရခတ်သည်ကင်းကျင်းရန်နိဗ္ဗာန်ချမ်းသာသို့ရောက်သွားရအောင်ကောင်းမှုကုသိုလ်များပြုပွင့်ရသောဘဝဖြစ်ပေသည် အသက်ရှင်သည်များကောင်းမှုကုသိုလ်များတိုးပွားဖို့ရာ ဖြစ်ပေသည်တို့ဖြစ်၍အသိဉာဏ်ပြေဝါတဲ့ပုဂ္ဂိုလ်တိုင်းလူဘဝမှာအသက်ရှင်စွာနေဖို့ရာကိုအလိုရှိနေကြပေသည်တို့ဖြစ်သောကြောင့်မြတ်စွာဘုရားက လူဘဝမှာအသက်ရှင်ကြောင်း105ပါးကိုဟောကြားတော်မူခဲ့ပါသည်တေတပ္ပယာကာရီဟောတိမိမိခန္ဓာကိုယ်နှင့်မသိမလျော်သော အစာအစာအနေအထိုင် အေးအပူကိုတို့ရာသီများကိုရှောင်ခြင်း၍တင့်လျော်သော အစာအစာ အနေအထိုင်အေးအပူကိုတို့ရာသီများကိုမိဝဲသုံးဆောင်ပြုလို့နေထိုင်ရပြီးနေတပ္ပယမတ်တံသာနာတိတင့်လျော်သော အစာအစာ အနေအထိုင် အပူအေးကိုတို့ရာသီများကိုမိဝဲသုံးဆောင်ပြုလို့ရမှာလေမိမိခန္ဓာကိုယ်နှင့်မြတ်တယုံအတိုင်းရှိပမာဏကိုတည်၍ မိဝဲသုံးဆောင်ပြုလုပ်နေထိုင်ရမည်၃ပြိဏတဘောစီစာဟောတိအစားအစာများကိုမိဝဲသုံးဆောင်သောအခါခြေခဲချက်ခဲအစာချမ်းများကိုရှောင်နိုင်သည်များရှောင်၍ခြေလွယ်ချက်လွယ်သောအစားအစာတို့ကိုမိဝဲသုံးဆောင်ရမည်၄တိလဝါစာသူအသက်မတတ်ခြင်းသူဥစ္စာမခိုးခြင်းသူတော်ဘာသာသမီးများကိုမလွန်ကျိုးမဖြည့်စေခြင်း ဒိညာ၍မပြောခြင်းအရဲ့သေးစားမတော့စားခြင်းစသော အချင်းတီလာနှင့်ပြည့်စုံရမည်။ငါကလျာဏမိတ်တော်စာစိတ်နှလုံးကိုချမ်းမြေစေတတ်သောမိတ်ကောင်းဆွေကောင်းတာကောင်းတမီကောင်းလင်ယောက်ကြကောင်းဇနီးကောင်းများနှင့်ပြည့်စုံရမည်။အတုတကွာနေထိုင်ရမည်။ဣတရား၅ပါးနှင့်ပြည့်စုံအောင်နေထိုင်ရသော လူပုဂ္ဂိုလ်တို့သည်လူဘဝမှာအသက်ရှိစွာနေထိုင်ကြရလိမ့်မည်ဟု၍ မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်ဆောင်းဘုံတင်းလျော်တိုင်းရှိကျေမီအစာရှိပါသီလာမိတ်ကောင်းရာငါးဝတက်ရှိကြောင်းဤခန္ဓာကိုတည်ရှိနေခြင်းသည်လေးချောင်းထောက်ဇဝဲကုံနှင့်တူပေသည်လေးချောင်းထောက်ဇဝဲကုံ၌ခြေထောက်တစ်ချောင်းကျိုးသွားတဲ့အခါမှာတဲ့မတ်စွာမတည်နိုင်တော်၍အတုံးမကျပျက်စီးရ၏ထိုနည်းတူစွာ ခန္ဓာကိုယ်သည်ကံစိတ်ဥရုအာဟာရဒိဟုသောအကြောင်းတရား၄ပါးတို့ဖြင့်တည်ရှိနေ၏ထိုအကြောင်းတရား၄ပါးတို့တွင်တဘာဝချွတ်ရင်းကလေးအသက်ရှည်စွာမတည်နိုင်တော့ပါပဲပြည့်စည်ရမည်သာဖြစ်ပေသည်ထို့ဖြစ်၍မိတ်ဆွေစုနေယောက်ျားစုသာသမီစုဇနီးစုများနှင့်အတူတကွာဆက်ဆံပေါင်းတဲ့နေထိုင်ရခြင်းသည်စိတ်ဆင်းရဲခြင်းဖြစ်ရသည်သာများသောကြောင့် အသက်တို့ကြရပေသည်မိတ်ဆွေကောင်းသာသမီကောင်းတင်ရောက်ကြကောင်းဇနီးကောင်းများနှင့်အတူတကွာဆက်ဆံအပေါင်းတင် နေထိုင်ရခြင်းသည် စိတ်အေးချမ်းသာမှုကို ရရှိသောကြောင့်အသက်ရှိကြောင်းတပါးဖြစ်သည်ဟုမြတ်စွာဘုရားဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်မမေ့ဖို့ရာမြတ်စွာဘုရားအမှားအခါတပါမြတ်စွာဘုရားသည်တာဝတိပြည်ဇေတဝန်အကြောင်းတော်၌ပြင်းထုံနေတော်မူ၏ ထွက်ခါယဟန်တော်တို့သည်တရားနာဖို့ရာစုဝေး၍နေကြကုန်၏ထိုယဟန်တော်များနေရာရတ်သို့မြတ်စွာဘုရားကြွလာတော်မူပြီးလျှင်မြေကြီးပေါ်မှမြေမုတ်အနှဲငယ်ကိုလက်သေးပေါ်မှတင်ထားပြီးယဟန်တော်များကိုမိတ်ကြားတော်မူလာ၏ခြေသားယဟန်တို့ငါဘုရားလက်သေးပေါ်မှတင်ထားသောမြေမုတ်နှင့်မဟာပတဝီမြေကြီးပေါ်မှာရှိတဲ့မြေမုံတို့တွင်ဘယ်မြေမုံကပို၍များပါသည်ဟု မြတ်စွာဘုရားတိတော်မူလျက်နေပြီးမင်ကြားတော်မူလိုက်လေသည်ယဟန်သည်သာသနာပေါင်းတို့ဝင်၍တင်ကန်းဝတ်ကာဆုံးခံစားတော်မူကြသောယဟန်များနှင့်တန်တရာဘေးကို ရှုမြင်တတ်သောပုဂ္ဂိုလ်အပေါင်းယဟန်ဟု၍အချင်းချင်းအားဖြင့်နှမျိုးရှိပါသည်ဤနေရာ၌နှမျိုးလုံးနှင့်သက်ဆိုင်ပါသည်ယဟန်တို့များကမြတ်စွာဘုရားမြတ်စွာဘုရား၏လက်သေးပေါ်မှတင်ထားသောမြေမုံသည် မဟာပဒဝီမြေကြီးပေါ်မှာရှိနေကြတော့မြေမုံများနဲ့နိုင်စာလိုက်ပါလေအရေအတွက်ထဲသို့ထည့်သွင်းလို့မရအောင်နေပါလာပါသည်ဖျာမဟာပဒဝီမြေကြီးပေါ်၌ရှိသောမြေမုံကအလွန်ပင်များပြားလာပါသည်ဖျာဟုလျှောက်ထားကြလေ၏ထို့သို့ယဟန်တော်များကလျှောက်ထားလိုက်သောအခါမြတ်စွာဘုရားကခြေသားယဟန်တို့ဤနည်းဥပမာနှင့်တူစွာ လူဘဝကကွယ်လွန်ဆုတဲ့သွားပြီး လူဘဝမှာလူပြန်ဖြစ်သောပုဂ္ဂိုလ်တို့သည်ငါဖျားလက်တဲ့ပုံမှာတင်ထားတဲ့မြင်မုံလောက်ပြီးနေပါကြပေသည် လူဘဝကကွယ်လွန်ဆုတဲ့သွားပြီးငရေတရိษံပိတ်တံအတူရကေဟုသော အပေပုံဘဝများသို့ကြားရောက်သွားကြသော ပုဂ္ဂိုလ်တို့သည်မဟာပထဝီမြေကြီးပေါ်မှရှိတဲ့မြင်မုံလောက်များပြကြသည်ဟု၍လူတယောက်ဖြစ်ဖို့ရာခင်ရင်မုံကိုဟောကြားတော်မူလိုက်ပါသည် တန်တင့်မြင့်ဆောင်454ဆောင်းဖို့လူဘဝမှာပဲဖြစ်ပြန်မြင်လက်သေးတင်ပြညီမုံမြဒီအပေတတဝါဖြစ်သူမှာမဟာမြကြီးအမြဒီထို့သောမိတ်ချတော်မူပြီးနောက်ဆက်လက်၍မာချတော်မူသည်မှာဤကဲ့သို့ငါဖျားလက်တဲ့ပုံမှာတင်ထားတဲ့ညီမုံလောက်နေပါ၍ခရင်တော်လူဘဝကိုရထားကြသောကြောင့်တင်ရဟန်းတို့သည် သာသနာတော်ရှင်းနေခိုင်မှာမမေ့ကြနဲ့ကြည်ကြံအားထုတ်ကြဟုမှာကြားတော်မူလိုက်ပါသည်မြတ်စွာဘုရားသည်တရားဟောဖို့ရာ အချိန်မရခဲ့ပါလေမမေ့ကြနဲ့ကြည်ကြံအားထုတ်ကြဟုမှာကြားတော်မူသောစကားတော်သည်မြတ်စွာဘုရား၏လက်သုံးတော်စကားဖြင့်ဖြစ်ပါသည်အချို့အချို့သောနေရာများမှာအပ္ပမဒေနာတံပါဒေထမမေ့ကြနဲ့ပြေဆောင်အောင်ကြည်ကြံအားထုတ်ကြဟု၍ မာကြတော့မူလေးရှိပါသည် မမေ့ကြနဲ့ပြေဆုံးအောင် ကြင်ကြံအားထုတ်ကြဟူ၍မာကြတော့မူရသောစကားတော်ဤအထိပ္ပယ်မှာလူစည်းစိမ်နတ်စည်းစိမ်ဓမ္မစည်းစိမ်တို့ကို ခံစားဆန်စားရန်တာမန်ကုသိုလ်များပြေဆုံးဖို့ရာမမေ့ကြနဲ့ကြင်ကြံအားထုတ်ကြဟူ၍ဆိုလိုရင်းမဟုတ်ပါမက်ဖို့နိဗ္ဗာန်ရောက်ကြောင်းတိပ္ပတ္ထဝိပဿနာတရားပွားများအားထုတ်မှုကိုမမေ့ကြနဲ့ ကြင်ကြံအားထုတ်ကြဟူ၍ဆိုလိုရင်းဖြစ်ပါသည်။ဘာကြောင့်တရိပဋ္ဌဝိပဿနာတရားပွားများအားထုတ်မှုကိုမမေ့ကြနဲ့ကြင်ကြံအားထုတ်ကြဟူသောအတိပ္ပယ်ကိုယူရပါသည်နည်းဆိုပါလျင်မြတ်စွာဘုရားသည်ဖျားဖြစ်ဖို့ရာလေးသိင်ချိန်နှင့်ကဘာတသိန်းကာလပတ်လုံးအတတ်နှင့်ခန္ဓာကိုယ်ကို မငဲ့ညာပါပဲပါရမီတော်တို့ကိုဖြည့်ချင်တော်မူခြင်းသည်ဝိနည်းပုဂ္ဂိုလ်တတ္တဝါတို့ လူစည်းစိမ်နတ်စည်းစိမ်ဓမ္မစည်းစိမ်တို့ကိုခံစားဖို့ရန်အတွေ့ရည်ရွယ်၍အတတ်နှင့်ခန္ဓာကိုယ်ကိုမငဲ့ညာပါပဲပါရမီတော်တို့ကိုဖြည့်ချင်းတော်မူခြင်းမဟုတ်ပါမိမိတို့နဲ့တကားလောကအလုံးမှာရှိကြတဲ့ဝိနည်းပုဂ္ဂိုလ်တတ္တဝအပေါင်းတို့အဘယ်ဆင်းရဲမှစာ၍ရှင်ရဲအမျိုးမျိုးမှလွတ်မြောက်ကာမဲ့ဖို့နိဗ္ဗာန်ချမ်းသာသို့ရောက်သွားဖို့ရာအတွက်ပါရမီတော်တို့ကိုဖြည့်ချင်းတော်မူခြင်းဖြစ်ပါသည် ို့ဖြစ်သောကြောင့်မေဖို့နိဗ္ဗာန်ရောက်ကြောင်းသတိပဋ္ဌာန်ဝိပဿနာတရားရှုမှတ်ပွားများအားထုတ်ဖို့ရာကိုမမေ့ကြနဲ့ကြင်ကြံအားထုတ်ကြဟူ၍ဆိုတော်မူလိုရင်ဖြစ်ပါသည်သာသမိမြတ်ရေသနာဖြစ်ဖို့ရာတားငယ်သမီးငယ်များကိုအရွယ်ရောက်သည့်အတိုင်းအောင်ကျွေးမွေးဆောက်ရှောက်ကြရတော့မိခင်ဖခင်တို့သည်မိမိတို့၏သာသမိများအဖက်ဖက်ကပြည့်စုံစေခြင်းကြပါသည် သားမြယေသနာသမီးမြယေသနာဖြစ်စေခြင်းကြပေသည်သားသမီးများကလည်းသားညံ့သမီးညံ့များမဖြစ်လို့ကြပေသားမြသမီးမြများသာဖြစ်လို့ကြပေသည်သားမြသမီးမြဖြစ်လို့သောသူတို့သည် အင်္ဂါ၅ပါးနှင့်ပြည့်စုံကြရမည်အင်္ဂါ၅ပါးနှင့်ပြည့်စုံသောသူတို့သည်သားမြယေသနာသမီးမြယေသနာများဖြစ်ကြသည်ဟုရှေးပညာရှင်များကဖော်ပြထားခဲ့ကြပေသည် သားမြတ်သမီးမြတ်အင်္ဂါ၅ပါးတဲ့ပေးလူကျင်၌အလေဝါဒနာရှိခြင်းနှင့်တရားကျင့်ရာ၌အလေဝါဒနာရှိခြင်း၃ရဲရင်တော်စိတ်ဓာတ်ရှိခြင်း၄အတတ်ပညာကိုစွမ်းမြဲစွာသင်ယူလေးရှိခြင်း၅စီးပွားဥစ္စာကိုစွမ်းမြဲစွာရှာဖွေလေးရှိခြင်းဟုသောအင်္ဂါ၅ပါးနှင့်ပြည့်စုံသောတို့တို့သည်သားမြတ်ယေတနာ မိမြယတနာတို့ဖြစ်ကြပေသည်ဟု၍ဖော်ပြထားခဲ့ပေသည်ဆောင်းဘုံအလူအချင်းရဲရဲရင်အသင့်စိတ်ဆွဲစေအတတ်ပညာဥစ္စာရှာခံခါဆင်ရဲစေ အင်္ဂါငါးပြာပြည့်စုံလာယတနာသားမြတ်ပေတိပေးလူကျင်၌အလေးဝါဒနာရှိသော အမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်ငယ်ရွယ်စဉ်အခါကပင်မိမိပိုင်ဆိုင်သောပစ္စည်းများကို ရှင်ရဲနွမ်းပါတို့အားမျှတ၍ပေးတတ်၏လူကြီးမိဘများထံမှမုံစားဖွဲ့တောက်ဖွဲ့များကိုရလာသောအခါတငယ်ချင်းအပေါင်းဖော်များကို ဝင်ကား၍ကျွေးလေရှိ၏မိမိတို့၏မုတ်ဘိုးထဲမှစုဘူးအလိုခုံးကြီးချောင်းအလိုဆေးရုံအလိုစသည်များကို ပေးလူလေရှိ၏ဤကဲ့သို့ ပေးလူတတ်သော အလေးဝါသနာရှိခြင်းသည်တားမြတ်သမီးများအင်္ဂါတပါးပင်ဖြစ်ပေသည်နေ့ တရားကျင့်ခြင်း၌အလေးဝါဒနာ ရှိသော အမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်ငယ်ရွယ်စဉ်အခါကပင်ရရသမျှသော စားပွဲတောက်ပွဲအဝတ်ထည်များဖြင့်ရောင်ရဲတင်းနေတတ်၏မိဘဘဝအသက်အရွယ်ကြီးသူများတရားရှုမှတ်အထောက်ကြတာကိုအတူယူ၍တတ်နိုင်သမျှတရားအထောက်လေးရှိ၏ဤကဲ့သို့တရားကျင့်လေးရှိခြင်းသည်သားမြတ်သမီးများအင်္ဂါတစ်ပါးဖြင့်ဖြစ်ပေသည်၃ ရဲရင်တော်စိတ်ရရှိသော အမျိုးကောင်းသားသမီးတို့သည်ငယ်ရွယ်စဉ်အခါကပင်မိမိ၏ဆန့်ကျင်ဘက်များနှင့် တွေ့ကြုံရသောအခါဆွေမျိုးမိဘများ၏ဆန့်ကျင်ဘက်များနှင့် တွေ့ကြုံရသောအခါတိုင်းပြည်၏ဆန့်ကျင်ဘက်များနှင့် တွေ့ကြုံရသောအခါဘာသာသာသနာ၏ဆန့်ကျင်ဘက်များနှင့်တွေ့ကြုံရသောအခါတို့၌မှန်ရာဘက်မှရဲရဲဝံ့ဝံ့မကြောက်မရွံ့ရက်တည်၍ပြောဆိုဆောင်ရွက်တတ်၏ ဤကဲ့သို့ရင်းရင်သော စိတ်ဓာတ်ရှိခြင်းသည်သားမြတ်သမီးမြတ်အင်္ဂါတစ်ပါးဖြင့်ဖြစ်ပေသည်လေအတတ်ပညာကိုဆွေးမြဲစွာသင်ယူလေးရှိသော အမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်ငယ်ရွယ်စဉ်အခါကပင်ကြောင်းမှန်မှန်တက်ဖို့ရာ စာမှန်မှန်ချက်ဖို့ရာ လူကြီးမိဘများက မတိုက်တွန်းရပါဘဲကြောင်းတဲ့ချိန်များ၌ကြောင်းမှန်မှန်တက်ဤစာချက်ချိန်များ၌စာမှန်မှန်ချက်ဤ အတတ်ပညာကိုထိုးချွန်စွာတက်မြောက်အောင်ဆွဲမြဲစွာသင်ယူလေးရှိ၏ဤကဲ့သို့အတတ်ပညာကိုဆွဲမြဲစွာသင်ယူလေးရှိခြင်းသည်တားမြတ်သမီးများအင်္ဂါတစ်ပါးပင်ဖြစ်ပေသည်ငါရှင်းဝါဥစ္စာကိုဆွဲမြဲစွာ ရှာဖွေလေးရှိသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်ပညာတက်မြောက်ပြီး၍ရှင်းဝါဥစ္စာရှာသောအခါမိမိအတွေ့ဆွေမျိုးမိဘများအတွေ့တိုင်းပြည်အတွေ့ ဈေးပွားဥစ္စာများတိုးတက်ကြီးပွားလာဖို့ရာမိမိလုပ်ငန်းမိမိအလုပ်ဌာနများသို့အချိန်မှန်ๆသွားရောက်တတ်၏လုပ်ငန်းတွင်အလုပ်ဌာနများ၌မပြတ်မလတ်စွမ်းမြဲစွာ လုပ်ကိုင်ဆောင်ရွက်လေရှိ၏ဤကဲ့သို့ဈေးပွားဥစ္စာရှာခြင်း၌စွမ်းမြဲစွာ ရှာဖွေလေရှိခြင်းသည်တားမြတ်သမီးများအင်္ဂါတစ်ပါးဖြင့်ဖြစ်ပေသည်ထို့ဖြစ်ပါ၍အမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်မိမိတို့အတွေ့ ရွှေမျိုးမိဘများတွေတိုင်းပြည်အတွက်ဘာသာသာသနာအတွက်တိုးတက်ကြီးပွားလာအောင်ဆောင်ရွက်နိုင်ဖို့ရာဤသားမြတ်သမီးများအင်္ဂါ၅ပါးနှင့်ပြည့်စုံအောင်ကြိုးစားကြရပေမည်တတ္တမရန်တိရိတ်တာရှာတော်လောကသုံးပါး၌ဖရာတရားတန်ခါဒီဟုသောယေသနာမြတ်သုံးပါးသည် အတုမရှိဖြစ်ပါ၏